ပေါ်တူဂီသင်ဟာသင်္ကောက်တော်ရနယ်ဒိုရဲ့အနိုင်ကိုနဲ့ဂျာမနီသင်ကို CB ဖိုင်နယ်မှာငကိုးတကိုးနဲ့အနိုင်ရရှိပြီး Nation League ဘောလုံးပွဲကိုတက်နိုင်ခဲ့ပါတယ်။ဒီဘက်မှာ Florian Bis ကဂျာမနီသင်တက်ဥဆောင်ကိုသွင်းယူခဲ့ပြီးပေါ်တူဂီသင်အတွက်ခြေပါကိုကွန်စီကာဝနဲ့အနိုင်ကိုကိုရနယ်ဒိုကသွင်းယူခဲ့တာပါ။ရနယ်ဒိုကဒီသင်ကိုကြောင့်နိုင်ငံကသွင်းကို138ကိုရှိလာခဲ့ဖြစ်သလိုဂျာမနီသင်နဲ့တွဲဆောင်ခဲ့နောက်ဆုံး၅ချိန်စလုံးရေးနှိမ့်မှုကိုလည်းဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီသင်ဟာဂျာမနီသင်ကို Euro 2000ပြိုင်ပွဲနောက်ပထမဆုံးချိန်တိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။ ပေါ်ရဂီတင်ဟာဘိုလီဝဲတက်နိုင်ခဲ့တာကြောင့်နေရှင်းလိပြိုင်ပွဲမှာချန်ပီယံဆုကိုဒုတိယကြိမ်ပေါက်ရယူနိုင်မှုအခွင့်အရေးရှိလာခဲ့ပါတယ်။ပေါ်ရဂီတင်ဒီပြရောဘတ်တိုမာတီနက်စ်ကအနိုင်ရလက်ကိုခံစားဖို့လိုအပ်ပြီးဘိုလီဝဲမှာလည်းအလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုလိုချင်တယ်လို့ပြောခဲ့ပါတယ်။ဂျာမနီတင်ကောင်းဆောင်ကင်မေ့ချ်တွေ့တော့သူ့ရဲ့နိုင်ငံတော်ဇာသမာဘွားပွဲပေါင်းတရာပြည့်တဲ့ပွဲမှာစိတ်ပြည့်စရာကြုံတွေ့ခဲ့ရတာပါ။ကင်မေ့ချ်ကသူတို့ကဥဆောင်မှုသာသွေးဝင်နိုင်ခဲ့ပြီးကောင်းမွန်တာမစွမ်းဆောင်နိုင်တဲ့အတွက်ရှုံးနေဖို့ထိုက်တန်တယ်လို့ပြောခဲ့ပါတယ်။ ဂျာမနီတွေက Nation League နောက်ဆုံးအဆင့်ပွဲတွေကိုအရှေ့ပြည့်ကျင်းပခွင့်ရခဲ့တာကြောင့်ဒီပိုင်းပွဲမှာချန်ပီယံဆုရောက်နိုင်ဖို့မျှော်လင့်ခဲ့ပေမဲ့တတိယနေရာလူပွဲသာရှင်ပြန်ရတော့မှာပါ။ပေါ်တူဂီတင်ကစပိန်နဲ့ပြင်သစ်တင်တို့ရဲ့ Nation League Semi-final ပွဲစဉ်ကအနိုင်ရတဲ့အတင်းနဲ့ဘိုလီဝဲရှင်ပြန်ရမှာဖြစ်ပြီးအရေးနှိမ့်တဲ့တင်ကဂျာမနီတင်နဲ့တတိယနေရာလူပွဲရှင်ပြန်ရမှာဖြစ်ပါတယ်။